တေချာစစ်ဆေးမှုတွေမလုပ်ဘဲ66ဂကြီးနဲ့ဖန်းနာတွေကအမျှတမှုမရှိဘူးလို့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးနေဖုံးလက်ကပြောပါတယ်ဒီသတင်းကိုတော့အောင်သူကပေးပို့ထားပါတယ်ရှင်မြန်မာနိုင်ငံမှာ Facebook တုံးဆွဲသူကိုတန်းကျော်ရှိတယ်လို့2016ခုနှစ်မေလက Facebook ကထုတ်ပြန်ထားတယ်လို့ခမီတူးတက်လာတဲ့ဤပညာပိုင်းဆက်သွယ်မှုတွေကိုလည်းပြည်သူတွေကြားမှာတုံးဆွဲလာကြပါတယ်ဒီတူးတက်မှုတွေကြောင့်အကျိုးဖြစ်ထွန်းခဲ့တယ်လို့အလွဲသုံးပြတဲ့သူတွေရှိလာတဲ့အတွက် ဂုံတိခါကြာဆင်းနေဆိုတဲ့သူတွေကစစ်တပ်ရဲ့ဥပဒေပုံမှ66ဂါကြီးနဲ့တရားစွဲလာတာတွေလည်းများလာခဲ့ပါတယ်66ဂါကြီးဟာအမခံပေးလို့မရတဲ့ဥပဒေပုံမှဖြစ်နေတဲ့အတွက်ကြောင့်လူအခွင့်အရေးချိုးဖောက်နေတဲ့ဥပဒေဖြစ်တဲ့အပြင်တရားစစ်ဆေးမှုတွေမလုပ်ဘဲ66ဂါကြီးနဲ့ဖမ်းတာတွေကမျှတမှုမရှိဘူးလို့ရောင်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်ဒီ66ဂါကြီးအရာဆိုရင်တော့ဗျာဆိုပါဆိုကျွန်တော်ဓာတ်ပုံကိုတရားကယူလိုက်မယ်ကျွန်တော်နာမည်နဲ့အကောင့်ဖွင့်လိုက်မယ်ပြီးလဲပြီးတော့အဲ့မှာ ောက်တက်ကရရှောက်ကြီးတယ်ဆိုရင်တကယ်လို့များအမှုဖွင့်လို့ရှိတာကျွန်တော်ပဲလာဖမ်းပါပဲပြောချင်တာကဒီဟာတကယ်အကောင့်ဒီလူရဲ့အကောင့်ဟုတ်ချင်းမဟုတ်ချင်းဆိုတာကိုတကယ်တမ်းစစ်ဆေးပြီးမှဆွဲတာလားဆိုတော့အခုအခုဆွဲသမျှတွေလိုက်ကြည့်တာတော့အဲ့လိုမျိုးမဟုတ်ဘူးမဟုတ်ဘူးဆိုတော့တိုင်တာနဲ့လာဆွဲရပုံလားအဲ့တော့အရန်အောင်အန္တရာယ်များတယ်။တော့ကိုကိုမျက်နှာကြီးတစ်ခုမြင်လာရပြီ။နာမည်ကြီးတွေ့ပြီဆိုတော့လည်းရဲရတော့လာဖမ်းပါပဲ။ဆိုတော့ဒါကတော့ဥပဒေရဲ့အားနဲ့ချက်ပေါ့နော်။မှန်မှာတော့ဖြစ်တဲ့နာတော့ဒီအကောင့်ကဒီလူသုံးနေတာဟုတ်ချင်းမဟုတ်ချင်းဆိုတော့အရင်ဆုံးစစ်ဆေးဒါမျိုးနော်စုံစမ်းတာမျိုးအရင်လုတ်ပြီးမှသာလဲမှန်ကန်တယ်ဆိုမှဖမ်းတာမျိုးလုပ်တဲ့နာပေါ့။ဒီစစ်တွေရဲ့ဥပဒေကို 2013ခုနှစ်ကရေးဆွဲအတည်ပြုခဲ့တာဖြစ်ပြီးလက်ရှိအချိန်ထိဤဥပဒေမထက်သေးတဲ့အပြင်စစ်တပ်ရေးဥပဒေရဲ့အနှစ်သာရတွေလည်းမရှိသလိုအာဏာချက်တွေရှိနေတဲ့ဥပဒေဖြစ်တယ်လို့ဥပဒေကျွမ်းကျင်သူတွေကထောက်ပြပါတယ်။ပုံမှန်66ကြောက်ဂါကြီးနဲ့ online တုံးနေတဲ့လူတွေကိုလည်းပြမှုဆိုင်ရာဥပဒေပုံမှန်900မှာပေးတဲ့ကင်းလွတ်ချက်10ချက်ပေးကိုပေးတဲ့မပေးနိုင်ရင်အဲ့ဒီပုံမှန်မှာပါတဲ့တယောက်နဲ့လူတယောက်ကိုအသေးဖြတ်ရင်ဒီပုံမှန်ရအေးအေးယူနိုင်တယ်ဆိုတဲ့အချက်ကိုဖျက်ပေး လက်ရှိအချိန်မှာ66ဂါကြီးကိုနိုင်ငံရဲ့ဖိနှိပ်မှုရပါတုံးဆွဲလာတဲ့အတွက်ကြောင့်စစ်တပ်ရဲ့ဥပဒေ66ဂါကြီးကိုအ мян ဆုံးလွှတ်တော်ကပယ်ဖျက်တာတွေပြင်ဆင်တာတွေလုပ်တင်တယ်လို့ရှေ့နေတိုင်ဝမ်က ပြောပါလေဒီဥပဒေအရကာကရှင်ကိုယ်တိုင်တရားမစွဲပဲတခြားသူကပါဂုံတိတ်ကကြာဆင်းပါလဲဆိုပြီးတရားစွဲလို့ရနေတဲ့အပြင်စစ်တပ်ရဲ့ဥပဒေ66ဂါကြီးနဲ့တရားစွဲခံခဲ့ရသူအများစုက နိုင်ငံတော်ထိပ်ပိုင်းခေါင်းဆောင်တွေကိုဝေဖန်ရေးသားတဲ့သူတွေဖြစ်ပြီးဘာသာရေးအရပဏိပခဖြစ်အောင်ရေးသားတဲ့သူတွေကိုအရေးယူတာရှားတယ်လို့တရားလွှတ်တော်ရှင်းနေတဲ့ဦးကပြောပါတယ်။ကျင်သုံးပုံကျင်သုံးနီးနဲ့ဆောင်ရွက်ပုံဆောင်ရွက်နီးမှာရဲရလဲသူအစဉ်ပြေသလိုလုပ်တယ်။ဥရိယာရှိရလဲအလုံးမရှိတော့တရားစွဲသင်းတယ်လို့တင်းတယ်။တရားသူကြီးကလဲကလထိုင်းမပြောက်အောင်လာသမျှထောင်ချလွှတ်ရတယ်။အဲ့ဒီလိုသဘောမျိုးဖြစ်နေတယ်။ ဲ့ဒါကတို့ကလှုပ်ချင်လို့လှုပ်နာမှုနှူးပြီမရှိလို့လှုပ်နာလက်ရှိ energy တို့ရလက်ထက်မှာ66ဂါကြီးနဲ့တရားစွဲခံရမှုဆစ်ရှိမှုရှိပြီးဖမ်းဆီးချုံအောင်ခံခဲ့ရသူ10ဦးရှိက2016နိုဝင်ဘာ10ရက်နေ့အထိကောက်ခံရရှိခဲ့တဲ့စည်ရင်းတွေအရ66ဂါကြီးနဲ့တရားစွဲဆိုမှုပေါင်း26မှုရှိတယ်လို့သိရပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ